ခုနောက်ပိုင်း Play Store တွေအားဝင်ပြီးလို့ရှင်ပြန်ပြန်ထွက်သွားတာတော့အကောက်ဖွင့်နေဖွင့်ပြီးသွားလို့ရှင်ဟိုပြန်ပြီးတော့ဗောနပျက်သွားတာဗောအဲ့လိုမျိုးဖြစ်နေရတော်တော်များတွေ့နေကျွန်တော်ခုအဲ့လိုမျိုးမဖြစ်အောင်ဗော Play Store ဘယ်လိုဖွင့်ရမလဲဆိုတော့ပြောပြမယ်အဲ့ဒီတော့ play store လောက်ဝင်မယ်နော်အဲ့တော့ကျွန်တော်ဖွင့်မိသားပေါ့ဖွင့်မိသားအောင်ဖွင့်မိသားအောင်ကောက်တက်ဝင်မယ်ပေါ့နော်ကောက်တက်ဝင်မယ် ကတဲ့ဝင်မယ်နော် create အနမယဘာညာပေါ့ဗျာကိုကိုပဲဖြစ်ဖြစ်ပေါ့နော်ကိုကိုပဲဖြစ်တကူကူပေါ့ကိုလိုချင်တဲ့နေပြရတိတ်ကတော့အဆင်ပြေပဲယူတယ်ပေါ့နော်အဆင်ပြေရေးဟိုမွေးနေ့ရလဲအဆင်ပြေရေးအသက်ပြည့်ဖို့တော့လိုပဲပေါ့နော်အဲ့ဆိုနေမယ် ီမှာကျတော့အဆင်ပြေသေးဘူးနော်အဆင်ပြေတယ်လို့ပဲကြည်တာနံပါတ်ကတော့အဆင်ပြေလို့ကြည်နော်ဒါကတော့ကျွန်တော်အဆင်ပြေလို့ဖြစ်တာဒီမှာကျတော့နံပါတ်ဒီများများလေးထည့်ပေးအဲအရှိကနေနံပါတ်ကိုနံပါတ်ပါနောက်ကနံပါတ်လေး၄၅လုံးတော့ထည့်ပေးတော့နော်အဲမပတ်ဆိုတော့ကိုယ်ပဲထည့်တင်တာထည့်ပေါ့နော်ကျွန်တော်လည်းထည့်တင်တာထည့်ကိုယ်လည်းထည့်တင်တာထည့်ပေါ့ အဲဒီလိုမျိုးပွင့်သွားပြီเนาะပွင့်သွားရုံနဲ့မပြီးသေးဘူးဒီလိုမျိုးပွင့်သွားတာအောင်မရပြီဆိုပြီးတော့တုံးမယ်ဆိုရင်အကောင်းကပြန်ပြက်တယ်အဲ့လိုပြန်မပြောင်းလို့ဘယ်လိုလုပ်မလဲဆိုတော့နောက်တစ်ဆင့်ပြောပြမယ်เนาะဒါတော့စတက်နဲ့ပါပဲเนาะကျွန်တော်ဖွင့်တော့ကောက်ရမရတယ်မှကျနေမတက်တာရပါပဲเนาะเนาะကျွန်တော်ဖွင့်တော့ကောက်ရပါပြီအမ်းမရလေးမပြီးသေးဘူးကိုယ်ကလည်းချီမီတဲ့ကိုသွားမယ်ချီမီတဲ့ကိုသွားချီမီတဲ့ကိုသွားပြီးတော့ ဆွဲတင်တယ်နော်တောင်းအဆက်3000နဲ့နော်ဒီမှာနော်တောင်းအဆက်3000နဲ့ဆွဲတင်ဆက်တင်နေတော့သာနော်ခုနကိုဖွင့်ထားတဲ့အကောက်ပေါ့နော်နမဲဒီမှာပေါ့ဒီထဲဝင်အဲ့ဒီမကန်နဲ့အကောက်ထဲဝင်မယ်အဲ့အမှ recovery phone ဆိုရှိနော်မ 80dB ကဘာဒီမှာမပေါ့ဆိုလည်းဒီဘက်မှာကြည့်လို့ရတယ်နော်ဆက်ကြည့်ရည်ဒီမှာလည်းပေါ့ရနော် စတူဒီယိုပဲဝင်နေမှာလေကို image နဲ့ email ပေါ့ email မရှိဖုန်းနံပါတ်ပဲထည့်မယ်ဖုန်းနံပါတ်ဝင်လိုက်နော်ဖုန်းနံပါတ်ဝင်ပြီလို့ရှင်ခုနကကိုထည့်ထားတဲ့ password ထပ်ပြန်ထည့်ဒါတော့ကျွန်တော်ဖွင့်ပြအောင်လုပ်ဆက်အင်း MRV ဒီကဘာလေးဖုန်းနဲ့ဒီကဘာလေးဖုန်းနဲ့ကျွန်တော်ဖုန်းနံပါတ်ထည့်ပြန်နော်အရှင်းကနေ996ခန့် ကို9ကိုဘလောက်ဘလောက်ပေါ့နော်ညက်6ဘလောက်ဘလောက်အဲ့နိုင်လဲနော်အဲ့လိုမနိုင်လဲပဲဘလို့ပဲပြေနော်နေပြီးဒီမှာ next ကိုနိုင်လဲဒါတော့ကျွန်တော်မဖွင့်ပြတော့နော်ဒီကောက်ကကျွန်တော် password တွေပါတယ်တော့ကျွန်တော်ဒီမှာ show ပြထားတော့ဒီကောက်မနိုင်တော့ဒီမှာဒီ select နိုင်တဲ့တိုင်းရပြီအဲ့လိုဖွင့်ပြရတယ်ဖုန်းနံပါတ်ကအခုတို့ဒီမှာချိန်ပါလိမ့်မယ်နော်ဒီမှာဖုန်းနံပါတ်ပေါ်ပါလိမ့်မယ်အဲ့လိုပေါ်ရင်တော့ပြန်မပြတ်တော့ဘူးပြန်ပြတ်ပြီဆိုလဲ iPhone နံပါတ်ပဲပြန်ထည့်ပေးလို့ရတယ်လွယ်သွားပြီပေါ့နော်အဲ့လိုမျိုးလေးဖွင့်ကြည့်ပါအကုန်လုံးအဆင်ပြေသွားလိမ့်မယ်နော်